ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမယန်းကုန်းမြို့နယ်မှာမေလ22ရက်နေ့ကအငိမ့်စားဗိုလ်မှူးချုပ်ချိုထွန်းအောင်ပြစ်ခတ်ခံရပြီးတော့တေဆုံးမှုမှာလုံခြံပါဝင်သူများဆိုပြီးတော့အသက်6နှစ်အရွယ်ကလင်းငယ်အပါအဝင်ပြည်သူ16ဦးကိုဖမ်းဆီးရမိထားတယ်လို့အကြမ်းဖက်စစ်ကောင်စီကမနေ့ကညပိုင်းမှာထုတ်ပြန်ထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်မေလ22ရက်နေ့ကစစ်ကောင်စီရဲ့တောက်တိုင်လဲဖြစ်2023ခုနှစ်မှာမင်းအောင်လှိုင်ကိုတိုင်ဝနကျော်ထင်ဘွဲ့ပေးရခံရသူဗိုလ်ချုပ်ချိုထုံးအောင်ကို၎င်းရဲ့နေအိမ်ရှိမှာတဲ့ Golden Valley Warriors မြို့ပြပျောက်ကြားရဲဘော်များကပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့သိရပါဗါတယ်။တေဆုံးသွားခဲ့တဲ့ဗိုလ်ချုပ်ချိုထုံးအောင်ဟာနိုင်ငံတော်ကာကွယ်ရေးတပ်ကတော့ National Defense College NDC မှာ Internet Security and Counterterrorism နိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဘာသာရပ်နဲ့နိုင်ငံတကာဆက်ဆံရေးဘာသာရပ်နှစ်ခုကိုတင်ကြားနေသူလည်းဖြစ်ရောစစ်ကောင်စီရဲ့တောက်တိုင်လည်းဖြစ်တဲ့အတွက်ကြောင့်ဒုစစ်ခေါင်းဆောင်စိုးဝင်းကလုံခြုံသူများကိုရှာဖွေဖမ်းဆီးရန်ဖိအားမျိုးစုံပေးခဲ့တယ်လို့သိရပါတယ်။မနေ့ကညပိုင်းမှာစစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်မှာဗိုလ်မှူးချုပ်ချုပ်ထွန်းအောင်တိတ်ဆုံးမှုမှာလုံခြုံပါဝင်နေဆိုပြီးတော့အသက်6နှစ်အရွယ်ကလင်းငယ်တအုပ်အပါအဝင်လူပုတ်ကို16ဦးကို တရားခံများဆိုပြီးတော့သတင်းထုတ်ပြန်ပေါ်ပြလာပါတယ်။ရန်ကုန်အခြေစိုက် Golden Valley Warriors မြို့ပြပျောက်ကြားတပ်ဖွဲ့တွေကတော့စစ်ကောင်စီက6နှစ်အရွယ်ကလင်းငယ်ကိုပါစစ်တပ်ကတရားခံလို့လိမ့်လဲအမြည်တပ်ပြီးဖမ်းဆီးပြခြင်းဟာ အပြစ်မဲ့တဲ့ပြည်သူများကိုဆန္ဒသနာမိကြောင်းရဲဘော်များကဘေးကင်းကြောင်းပြောဆိုထားပါတယ်ကျွန်တော်တို့ထူးထူးခြားခြားဖြေဆိုစရာမရှိပါဘူးအပြစ်မဲ့တဲ့ပြည်သူတွေကိုပဲဆန္ဒသနာမိပါတယ်ရဲဘော်တွေအလုံးဘေးကင်းလုံခြုံကြောင်းကျွန်တော်တို့ပြောထားပြီးဖြစ်ပါတယ်လို့ Golden Valley Warriors မြို့ပြပျောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်စစ်ကောင်စီရဲ့တရင်ထုတ်ပြန်မှုများကိုလေးလာကြည့်ခြင်းအပြင်ကလေးတငယ်များတက်စီသမားများဘေးရွယ်ဆိုင်ကယ်ကယ်ရီသမားများနဲ့ CDM ဆရာဝန်များကိုဇလန်းစင်တရင်ထုတ်ပြန်ခြင်းသာဖြစ်တယ်လို့ CDM ကျောင်းဆရာတို့ကတုံ့သက်ပြောဆိုထားပါတယ် ကလေးလေးတွေတက်ဆီသမားတွေဘေးရွယ်သမားတွေ CDM ဆရာဝန်တွေကိုပါဖမ်းပြပြီးတော့တရားခံလုံပြပုံထောက်ရင်ဒီကောင်တွေကိုအထက်ကတော်တော်ထောင်းတာလို့ဖြစ်မယ်ဖမ်းနေရရှောက်ဖမ်းတာမှစာတေချာဖတ်ကြည့်တာနဲ့သိတာပါတယ်ဖတ်ကြည့်ရတဲ့လောက်ဆက်ဆက်မှုလည်းမရှိပါဘူးတေချာတာကတော့တော်တော်အဖိထောင်းခံထားရလို့